ကျမတက်တက်လွတ်စားနေတဲ့အချိန်မှာတငယ်ချင်းကဧည့်သည်လာလို့တော့သူ့ကိုချက်ပေါင်တူဟင်းနဲ့ချက်ချွေလိုက်ပါတယ်ကောင်းသူအရန်ကောင်းတယ်လို့ပြောတဲ့ချက်ပေါင်တူလုံကြီးကိုဒီမှာ sharing လုပ်ပေးပါမယ် အရင်ဦးဆုံးဂျုံ1ကီလိုသုံးပါတယ်ဂျုံမုတ်1ကီလိုပါပြီးတော့ရေကိုတော့ကျမကနည်းနည်းချင်းစီထည့်ပြီးတော့မှအခုမြင်ရတဲ့အနေထားရတဲ့အထီကိုကျမကနေပေးလိုက်ပါတယ်ဂျုံနေတဲ့အခါမှလေလက်အိတ်သုံးတာအရင်ကိုနေရခက်ပါတယ်ဒါကိုနေပြီးသွားပြီဆိုလို့ရှိရင်တော့မိနစ်30ပထမတစ်ခါသူ့ကိုနှက်ထားပေးလိုက်မယ်မိနစ်30ပြည့်သွားပြီဆိုလို့ရှိရင်တော့ကျမတို့အနည်းငယ်ပြန်ပြီးတော့မှထပ်နေပေးလိုက်တယ်အပေါ်ကအောက်လန်ပေးလိုက်တယ်ပြီးတော့နည်းနည်း ေးနေပြလိုက်ပြီးတော့မှနောက်ထပ်မိနစ်30ကျမတို့ထပ်ထားပြလိုက်ပါတယ်ဒုတိယအချိန်အတွက်ပေါ့နော်အဲ့လိုထားပြီးပြီဆိုလို့ရှိရင်တော့အခုရရှိလာတဲ့နှက်ထားတဲ့ဂျုံတွေကိုကျမတို့ကရေစေးချပါမယ် သူ့ကိုဂျုံနုရတဲ့အထီးပေါ့နော်ဂျုံနုနုလေးတွေရတဲ့အထီးကို ရေးစီပြရမှာဖြစ်ပါတယ်ရေကလေပထမဆေးချတဲ့အခါမှာအရန်ကို ဖြူနေပါတယ်ရေဖြူတာတွေပျောက်ပြီးတော့မှជីជីလေးဖြစ်သွားတဲ့အထီးဆေးချပြရမှာဖြစ်ပါတယ်အရှိဗီဒီယိုမှာဘေးစင်သုံးတာကျမကိုစီကံမရှိဘူးလို့လာပြောတဲ့သူရှိပါတယ်ကျမပြောပြပါမယ်ကျမဘေးစင်ကဒီအပေါက်ကနေဆင်းပြီးတာနဲ့ပိုက်ထဲကိုတခါတည်းမရောက်ပါဘူးเนาะအောက်မှာနောက်ထပ်နှစ်ဆင့်ထက်ခံထားတဲ့စကားရှိပါတယ်အဲ ဲဟာပြီးမှပဲကျမတို့ဒီမြောင်းလေးတွေကိုရေကပြန်ရောက်သွားတာဖြစ်ပါတယ်ရှင်။ကဲကျမတို့နောက်တစ်ခုအနေနဲ့ပါဝင်ပစ္စည်းကိုတော့ဇက်ပလင်သုံးထားပါတယ်။ဂျုံကိုရေကြည်သွားတဲ့အထိဆေးပြီးတဲ့အခါမှာအခုလိုဂျုံနုလေးတွေရရှိလာတာကိုကျမကဇက်ပလင်နဲ့ပတ်ပြီးတော့မှချက်ပေါင်တူပုံစံလေးလောက်တာပေါ့နော်။ခက်ဆင်ဆင်တူတာပေါ့။အရင်လည်းမတူကျမ professional မဟုတ်ဘူးပေါ့နော်။ကျမတို့ဘက်မှာဆိုလို့ရှိရင်တော့အမြဲတမ်းလောက်ရောင်းနေတဲ့သူကတော့ဒီထက်လာလာလေး ူတို့ကလုံနိုင်တာပေါ့နော်ကျွန်မကတော့ကြာကြာမှတစ်ခါလှုပ်စားတာဆိုတော့အရင်ကြီးလည်းမလာပါဘူးအဓိကကတော့စားကောင်းမှုပေါ့နော်ကဲအရင်ဆုံးကျွန်မတို့ဂျပန်လူတွေကိုအရသာအနေနဲ့ဂျပန်ရတာမဟုတ်စားနှင်းနှင်းနှင်းငယ်ထည့်ပြီးတော့မှ A5R ထဲမှာ15မိနစ်လောက်ကြော်လိုက်တယ်ကြော်ပြီးသွားပြီဆိုလို့ရှိရင်လည်းချက်ဖို့အဆင်ပြေဖြစ်ပါပြီစီထဲမှာ တိတ်ထားတဲ့ဇက်ပလင်၊ကျက်သွန်ဖြူ၊ကျက်သွန်ကြီးအဲ့အရာကိုစီတက်နန်းွင်းထည့်ပြီးတော့မှငုတ်ပြီးခွဲချမ်းမုတ်ထည့်တယ်။ပဲငန်းပြရဲ့အချီလေးထည့်ပြီးတော့မှစီချက်ကိုမွေးတဲ့အထိစီချက်တက်ပါမယ်။ပြီးသွားမှပဲကျမတို့ကခန်းကျင်သီးလေးထည့်လိုက်ပါမယ်ရှင်။ကျမတို့ခန်းကျင်သီးကိုလက်ဆောင်ရလာတဲ့ဟာလေးကိုတုံထားတာဖြစ်ပါတယ်ရှင်။ပြီးရင်တော့ကျမတို့အရသာအနေနဲ့ဂျပန်ရသာမုတ်တကြားနှင်းငယ်၊စားနှင်းငယ်တို့ကိုထည့်ပါတယ်။အရသာကတော့ကိုနှစ်တက်တယ်လို့ကျမတို့ကကြိုက်တယ်လို့ထည့်နိုင်ပါ 爱心。 တအိမ်နဲ့တအိမ်ကစားတဲ့အရာသာမတူပါဘူးเนาะပြီးသွားရင်တော့ကျမတို့ရည်လေးနင်းရဲ့ထဲကြော်ထားတဲ့ချက်ပေါင်တူလေးတွေထည့်ပြီးပြီးဆိုလို့ရှိရင်တော့သူ့ကိုရည်ခမ်းထားတဲ့အထိမီးအေးကလေးနဲ့ချက်ထားပြလိုက်ပါမယ်ရှင်တက်တလွတ်စားတဲ့သူတွေဘာဟင်းချက်စားရမယ်မမ်းမသိလို့ရှိရင်ဒီဟင်းလေးကိုချက်စားကြည့်ဖို့ကျမအကြံပေးချင်ပါတယ်ဟင်းရဲ့လုံနေကတော့နည်းနည်းတော့အချိန်ပေးရပြီမယ်ရရှိလာတဲ့အရာသာကတော့ကျမအတွက်ကတော့ကျမအရင်ကြိုက်ပါတယ်ချက်ကန်လေးလေးမှာနန်းနန်းပင်လေးအုပ်ပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့တက် သက်လွတ်ချက်ပေါင်တူဟင်တစ်ခွက်ကိုခင်းရှင်သည်အနှစ်လေးနဲ့နဲ့နဲ့ပင်နဲ့မွေးမွေးလေးရေသုံးဆောင်နိုင်မှာဖြစ်ပါတယ်ရှင်။စားဘူးကြတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်တော့ comment မှာရေးသွားပေးကြပါဒီမှာချက်ခဲ့သူလည်းညက်နာလေးပေါ့နော်ချက်ခဲ့သူပါရှင်ဒါတော့စားခဲ့သူပန်းနီပူရီစားပြမှာပေါ့နော်အဲ့ဟာလုံးမျိုးကိုသိရှင်အရင်ကပြန်အောင်ပြရရှိအမှတ်တက်ချင်နေပါတယ်အဓိကစားတဲ့ကြောင့် အဓိကစာမှာကျမပေါ့ကျက်ပေါင်တုကျမကျက်ပေါင်တုကျက်ပေါင်တုဟင်လေးလေးလုတ်ပြီးတယ်ပဲအနေနဲ့တဲ့ဟောမပြတ်ကောင်း ပြန်ကောင်းအခုမှငါပါဥစားစားမှမတီးတော့ငါအစားလည်းမကုန်ဘူးညမှာစားလည်းညမှာစားညမှာပြီးမှအိန္ဒိယတော့ပြီးသွားပြီနော်